မီနာဆန်ခွန်နီချီဝါဒီနေ့မှာတော့အန်တူခန်ဂျီမာစတာရဲ့ဆန်ဂျူဆန်နီချီကိုဆက်ပြီးတော့လေ့လာသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ခန်းမှာလေ့လာရမယ့်ခန်းကြီးလေးကဒီအောက်ကခန်းကြီးလေး၃လုံးပါဝင်မယ်ပေါ့နော်။အဲ့တော့အသေးစိတ်ကိုဆက်ပြီးတော့ကြည့်ကြအောင်။အဲ့တော့62လုံးမြောက်ခန်းကြီးရောက်သွားပြီ62လုံးမြောက်ခန်းကြီးလေးကဘာခန်းကြီးလေးဖြစ်မလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့အွံ့ယော်မိနေနေကခိုးဟုတ်ပြီဒီခိုးလေးကိုဘယ်နေရာမှာသုံးလဲခန်းခိုးဆိုရယ် ကျမ်းမာရေးအာမခံဆိုတဲ့နေရာမှာအခန်းကိုဆိုကျမ်းမာရေးပေါ့နော်ကျမ်းမာရေးဆိုတဲ့နေရာမှာသုံးတယ်အဲ့တော့ဒီခန်းလေးရောမိနာဆန်တို့မြင်မှုကြရမလားရှေ့အခန်းမှာတော့ပဲတင်ပြီးပြီနော်လောလောလတ်လတ်တင်ထားတာလေးအဲ့တော့ဒီခန်းကစုကိုရကဆိုရဲကျမ်းမာတော့ဆိုရဲခန်းကြီးလေးသူ့ကိုခန်းခိုးနဲ့ ပေါင်းလိုက်တဲ့အချိန်မှာကျမ်းမာရေးဖြစ်သွားပြီးတော့ဟိုခန်းနဲ့ထပ်ပြီးပေါင်းလိုက်ရင် အာမခံဖြစ်သွားတယ်ကျမ်းမာရေးအာမခံဟိုခန်းကတော့ဒီဂျပန်တွေဆိုရင်စိမ့်မှာမဟုတ်ဘူးဒီမှာဆိုရင်ကျမ်းမာရေးအာမခံနေပါရှိရတဲ့အတွက်ကြောင့်မလို့ခန်းခိုးဟိုခန်းဆိုရင်ကျမ်းမာရေးအာမခံဆိုပြီးတော့ သိရမယ်အဲ့တော့ဒီခန်းကြီးဒီအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနီချီကျော်စဲကစွန့်မှာလည်းအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သိထားရမယ်ပေါ့နော်အားလုံးအနေနဲ့အဲ့တော့ဟုတ်ပြီအားစိန်ဆက်ပြီးတော့ကြည့်ကြအောင်နော်ဒီဟာဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမျိုးပိုင်းပြီးတော့မှတ်ကြမလဲအဲ့တော့မှတ်မယ်ဆိုရင်၃ဘိုင်းပိုင်းလို့ရတယ်ဒါလေးရတစ်ဘိုင်းဒါလေးရတစ်ဘိုင်းဒါလေးရတစ်ဘိုင်းအဲ့တော့ဒီ၃ဘိုင်းမှာမှာဒီအပေါ်ကအပိုင်းလေးကဘာလေးလဲဆိုတော့အမိုးလေးနဲ့မတူလားအဲ့တော့အမိုးအောက်မှာလို့မှတ်လိုက်မယ်အဲ့တော့ဟုတ်ပြီ ဒီခန်းကြီးလေးအောင်ရေနဲ့မတူလားအဲ့တော့ဆွေးဆွေးရေဆိုပြီးတော့မှတ်လိုက်မယ်ဒါလေးကကြောင့်ခတာချီလေးနဲ့မှတ်မယ်ဒီမှာနော်ဒီအလင်းမှာရှိတဲ့ဒီဟာလေးအဲ့တော့ဒီအလင်းမှာရှိတဲ့ဟာလေးကကြတော့ဘာဖြစ်တာလဲဆိုတော့သုံးလေးနဲ့မတူလားသုံးလေးနဲ့အဲ့တော့ဘာဖြစ်တာလဲ3လီတာလို့မှတ်လိုက်မယ်ရေဆိုတော့လီတာနဲ့ပြောရဲ3လီတာလို့မှတ်လိုက်မယ်အဲ့တော့အမိုးအောက်မှာရေ3လီတာကိုတောက်တယ်ဘာအတွက်လဲခန်းခိုးဆိုတဲ့ကျန်းမာရေးအတွက် အမိုးအောက်မှာ ရေ3လီတာကို ရေ3လီတာကိုတောက်တယ်ဘာဘာအတွက်လဲခန်းခိုးဆိုရဲကျမ်းမာရေးအတွက်အဲ့တော့60နှလုံးမြောက်ခန်းကြီးလေးရပါလဲဆိုရင်ခိုးဆိုရဲခန်းကြီးလေးဖြစ်တဲ့ဗမာ3လဲခန်းခိုးဆိုရဲနေရာမှာ3နဲ့ကျမ်းမာရေးခန်းခိုးဟိုခန်းဆိုရင်တော့ကျမ်းမာရေးအာမခံဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်60နှလုံးမြောက်ခန်းကြီးလေးပြီးတော့63နှလုံးမြောက်ခန်းကြီးလေးကိုဆက်ပြီးရောက်သွားမယ်63လုံးမြောက်ခန်းကြီးလေးရကြတော့ဒီခန်းကြီးလေးခွံ့ယော်မိအနေနဲ့ကမိရုဆိုရဲစစ်စေးတယ်ဆိုရဲခန်းကြီးလေးဖြစ်ပြီးတော့ ိုးယုံမီအနေနဲ့ကရှင်ဒီရှင်းလေးကိုဗမာသုံးလဲခန်းခိုးရှင်တန်းဆိုရဲကျမ်းမာရေးစစ်ဆေးမှုတွေမှာသုံးတယ်အော်ဒီကတွေ့ဆိုရင်တော်တော်များများသိကြပါလေတစ်နှစ်တခါခန်းကိုရှင်းတဲ့လောက်ရတယ်ကျမ်းမာရေးစစ်ဆေးမှုတွေလုပ်ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီခန်းခန်းကိုကကြတော့ခုနကပါပြီးသားပါလေကျမ်းမာရေးရှင်းတန်းကစစ်ဆေးမှုကျမ်းမာရေးစစ်ဆေးမှုကဘာဖြစ်သွားမလဲခန်းကိုရှင်းတန်းဆိုပြီးဖြစ်သွားမယ် အဲ့တော့ခန်းကြီးမှတ်နည်းလေးကိုစိုက်ကြည့်မယ်။ခန်းကြီးမှတ်နည်းလေးအနေနဲ့ဒါကြောင့်မိနစံတို့သိပြီးသားပါလေ။ EU ဆိုရဲပြောရဲဆိုရဲခန်းကြီးလေးနဲ့တူမယ်။ဒီအပေါ်ကကြတော့ဗာလေးလေ။ hito နဲ့မတူဘူးလား။အဲ့တော့ hito ဆိုပြီးတော့လူဆိုပြီးမှတ်လိုက်မယ်။ဒီအားလေးကကြတော့1 2 3 3ဆိုတော့3လို့မှတ်လိုက်ပြီးတော့လူ3ယောက်ပေါ့။အဲ့တော့ပြောတယ်လူ3ယောက်ကိုဘာအတွက်ပြောတာလဲ။ကျမ်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ပြောတယ်။ အဲ့တော့ပြောပါတယ်လူ၃ယောက်ကိုကျမ်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ပြောတယ်ခန်းခိုရှင်တန်းဆိုရဲကျမ်းမာရေးစစ်ဆေးမှုမိတူဆိုရင်တော့စစ်ဆေးတယ်ဆိုရဲခန်းကြီးလေးဖြစ်သွားပြီးတော့63လုံးမြောက်ခန်းကြီးလေးကပြီးသွားမယ်အဲ့တော့64လုံးမြောက်ခန်းကြီးလေး64လုံးမြောက်ခန်းကြီးလေးဒီခန်းကြီးလေးဖြစ်နေအဲ့တော့သူ့ရဲ့အုံးရော်မိအနေနဲ့ဆိုရင်ဒီရောဗာလဲ ရီယောဒီဒီယောကိုဗမာသုံးလဲဆိုရင်ရှင်လျောဆိုရင်တော့ယောဂရှာဖွေခြင်းနဲ့ကုသမှုဆိုပြီးပြောပြီးတော့ခြီလျောဆိုရင်တော့ကုသခြင်းဆိုပြီးတော့ပြောတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ရှင်းနေရောကကြတော့ခုနကပါလေခန်းကြီးလေးမီဒူဆိုရဲစစ်စေးတယ်ဆိုရဲခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်ဒီလီယောနဲ့ပေါင်းလိုက်တော့ယောဂရှာဖွေခြင်းနဲ့ကုသမှု မိတို့ကစစ်ဆေးတာဆိုအဲ့လိုယောဂကိုစစ်ဆေးတဲ့ပုံစံမျိုးပေါ့နော်ယောဂစစ်ဆေးတာ ਨੇ ဒီရောဆိုတာကြတော့အဲ့လိုမျိုးကုသမှုတွေမှာသုံးတာများတယ်အဲ့တော့ဗာလဲကုသမှုဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ခြေလျောကကြတော့ကုသခြင်းအဲ့တော့ခြေလျောကကြတော့ဘယ်လိုမျိုးလဲဆိုရင် နာဩရုဆိုတဲ့ဒါလေးဒီခန်းကြီးလေးကဘာလဲဆိုနာဩရုဆိုတဲ့ခန်းကြီးလေးဘာလဲဆိုတော့ပျောက်ကင်းသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ချီလီယောနဲ့ပေါင်းလိုက်တဲ့အချိန်မှာကုသခြင်းဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ဟုတ်ပြီဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်ယုံမယ်အဲ့တော့နှစ်ပိုင်းပိုင်းပြီးတော့မှတ်ယုံမယ်ဒီအလေကအပိုင်းလေးရဲ့ဒီအပြင်ကအပိုင်းလေးရဲ့အဲ့တော့ဒီအလေကအပိုင်းလေးကဘာနဲ့တူလဲဆိုရင်ဒီအမိုးလေးပဲကွာွားနော် ဒီအမိုးလေးပဲကွာွားတာဒီအမိုးလေးပဲအမိုးလေးပဲကွာွားအထဲရဟာကအကုံတူတူပဲဒီကဘယ်မှာမြင်မှုကြလဲလျောဆိုတဲ့အဆောင်ဆိုတဲ့နေရာမှာမြင်မှုကြရနော်လျောဆိုတဲ့အဆောင်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ဒါအဆောင်လို့မှတ်လိုက်မယ်ဒီအလေးရဟာလေးအဲ့တော့ဒီ ပြင်းရဟာဒီအပြင်ပိုင်းနေရကြပါလဲဆိုတော့ဘျောခီတို့ဘာလို့မှဆိုရင်ဒီဘျောမှာတုံးတယ်နေမကောင်းခြင်းနာမကျန်းဖြစ်ခြင်းတွေမှာတုံးတယ်အဒီအပြင်ကအပိုင်းလေးနဲ့မတူဘူးလားအဲ့တော့အဆောင်မှာနာမကျန်းဖြစ်တယ်ဆိုရင်နော်ဒီအပိုင်းလေးနဲ့တူတာဖြစ်တဲ့အတွက်အဆောင်မှာနာမကျန်းဖြစ်တယ်ဆိုရင်ဘာလို့ရမှာလဲခြီလျောဆိုတဲ့ကုသခြင်းတွေကိုခံယူရမယ်အဆောင်မှာ နာမကျန်းဖြစ်ပြီးဆိုရင်ချီလျောဆိုတဲ့ကုသခြင်းတွေကိုခံယူရမယ်လို့မှန်မယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင် ပြန်ပြောမယ်လီယောဒီ94နှုတ်မြောက်ခန်းကြီးလေးရပါလေလီယောဗမာသုံးလဲရှင်နီယောဆိုရင်ယောဂရှာပွေခြင်းနဲ့ကုသမှုမှာသုံးပြီးတော့ချီလျောဆိုရင်ကုသခြင်းမှာသုံးတယ်အဲ့တော့ဒီနေ့ခန်းတော့ပြီးသွားပါပြီနတ်ဆက်လင်းရမယ်လို့ချင်ပါတယ်အရိယတောကိုဆိုင်ますまたねバイバイ